ဟယ်လိုအားလုံးမင်္ဂလာပါဘူဘောမန်ချန်ကနေကြိုဆိုပါရစေဆိုတော့အာဆင်နယ်နဲ့ PSG တို့ကစားမဲ့ Champions League semi-final ပထမအကြော်တွေပွဲကြိုတုံးတဲ့ချက်ပေါ့ဗျာဒီထဲမှာဆိုလို့ရှိရင်တော့ဒါနှစ်သင်းပေါင်းပေါ့နော် injury ပြဿနာတွေကိုကျွန်တော်ပြောသွားမယ်နှစ်သင်းပေါင်းနောက်ဆုံးရ performance တွေအကြောင်းကျွန်တော်ပြောသွားပြီးတော့ဘယ်အသင်းတွေဘယ်လိုရလာထွက်ပေါ်လာနိုင်ကြီးရှိတယ်လဲပေါ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားပါမယ်ထို့သော်လည်းပဲကျွန်တော်တို့ဒီ Football Match Channel မှာ နော်ညကြလို့ရှိရင်ဒီအာဆင်နယ်နဲ့ PSG ပွဲကို watch လောင်းလောက်သွားဖို့ရှိပါတယ်။လာပြီးတော့ join ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကြည်ဒီများရပါတယ်။ဆိုတော့ညီကတို့အနေနဲ့ရောဒီပွဲမှာ blue yellow တွေထွက်ပေါ်လာမယ်ထင်ကြလဲဆွေးနွေးကြပါအောင်။ဆိုတော့အာဆင်နယ်ကတော့ကျွန်တော်နေတဲ့ဒီနေရာကိုရောက်ဖို့အတွက်ပေါ့နော်။ဒီ Real Madrid လိုမျိုး Champions League ဘီယင်မှာဆိုတဲ့အသင်းမျိုးကိုနှစ်ကြိုစလုံးဘာနီဘျူးမှာကောသူတို့ America ဝင်မှာကောအပြတ်အသက် performance တွေပြပြီးတော့သူတို့ဒီနေရာထိရောက်လာခဲ့တယ်။တစ်ဖက်ကကျွန်တော်အနေနဲ့ဒါ PSG ကလည်း ပရီးမီးယားလိဂ်ကလပ်တင်တစ်ခုဖြစ်တဲ့အက်စတူမီလာကိုဖြုတ်ပြီးတော့ပေါ့နော်ကျွန်တော်ဒီထီရောက်လာခဲ့တာအဲ့ဒီမတိုင်ခင်ကလည်းလီဗာပူးလိုပရီးမီးယားလိဂ်ကလပ်တင်ကိုဖြုတ်ပြီးတော့ဒီထီရောက်လာခဲ့တာဆိုတော့နောက်ထပ်ပရီးမီးယားလိဂ်ကလပ်တင်တစ်ခုကိုထပ်ပြီးတော့သူတွေ့ရအောင်မယ်နီးပြပြတဲ့လူးဝစ်စင်နရီဂိတ်ဝဲတော့ PSG ကိုလုံးဝတမိုင်းတွင်စီမဲ့เนาะရလက်တီရအောင်လှုပ်ဆောင်ပေးနိုင်မလားပေါ့ဗျာဘာလို့လဲဆိုတော့ PSG ဟာ Champions League ဘူလူပွဲကြီးရောက်ဖို့ပြီးတော့ Bayern Munich ကိုရှုံးနိမ့်ခဲ့ဘူးတဲ့ဆိုတော့နောက်ပိုင်းမှာဆိုလို့ရှိရင် စီမီဖိုင်နယ်ကို16သင်းစင်းလို့တဲ့နေသူတို့မတော့ဒီပြုတ်ပြုတ်ပြန်ခဲ့ရတာဆိုတော့ဖိုင်နယ်ကိုတက်အောင်ထက်လုပ်ပြီးတော့ဒါဖလားတွေရှူနိုင်မလားပေါ့ဗျာတစ်ဖက်ကအာဆင်နယ်ကိုကျွန်တော်ကြည့်တော့လေပရီးမီးယားလိဂ်မှာဒုတိယနေရာနဲ့တင်အမြင့်ဆုံးယာတီတိမ့်ဖို့ကျွန်တော်တို့အနေနဲ့ဘောတော့ဒီ100%တေချာသွားပြီးတဲ့နောက်မှာအာဆင်နယ်အတွက်အောင်မြင်မှုဆိုလို့လက်ရှိချန်ပီယံစ်လိဂ်ရကိုရမှာဖြစ်မယ်ဆိုတဲ့အခြေအနေတခုပဲကျွန်တော်ကျန်တော့တယ်ဒါအပြင်လက်ကျင်အသင်းတွေထဲမှာဆိုလို့ရှိရင်လည်းပဲအာဆင်နယ်ဒီအန်ဒီရဲ့အများဆုံးအသင်း အာဆင်နယ်ဒီလက်ရှိမှာစီကြကြစနစ်ကြကြနဲ့တကယ်ကောင်းကောင်းကစားနေတဲ့အသင်း physical ဘိုင်းကော technical ဘိုင်းကောအာဆင်နယ်ဒီအများကြီးအားကောင်းနေတဲ့အသင်းဆိုတော့လက်ရှိ Champions League ကိုရဖို့အတွက်အမှန်ကန်အာဆင်နယ်အချင်းကြီးကောင်းနေတာအဲ့ဒီမျောလင်းချက်အတိုင်းအာဆင်နယ်နေနဲ့ဘောနော်ဒါအာတီတာနေနဲ့တကယ် perform ပြနိုင်မလားကျွန်တော်ကြည့်ရမယ်ဗောနော်ဆိုတော့လက်ရှိနေသင်းစလုံးရဲ့အချင်းကြီးတွေကိုကျွန်တော်ကြည့်ရရင် injury ပြဿနာတွေရဲ့ကျွန်တော်ကြည့်ရရင်ဒါအင်ရှင်ဖြစ်တဲ့ဒါအာဆင်နယ်ကအရင်သူတို့အင်ကွင်မှာအရင်ကစားမှာဆိုတော့ Thomas Partey ဒီပွဲမှာပါနိုင်မှုမရှိဘူးဒုတိယပြင်တော့ Real Madrid နဲ့ဒုတိယအကြိမ်မှာကျွန်တော်တို့ရဲ့ဒီအဝါကပြခံရပြီးတော့မလိုအပ်ဖဲနဲ့ဒီပွဲမှာလွဲရတာစဉ်းစားကြည့်တော့တကယ်တမ်းအဲ့ဒီ Real Madrid နဲ့ပွဲမှာဒီသူအဝါထိခဲ့တဲ့အရာဆိုလို့ရှိရင် Declan Rice တော်မှဒီကောင်ကိုတွားပြီးတော့ပြောတယ်မလိုအပ်ဖဲနဲ့အဲ့ဒီအဝါရအောင်တွားလှုပ်လို့တကယ်တမ်းကသူတို့ကအဲ့မှာကတက်နေပြီနောက်တစ်ဆင့်ကိုတိတိတတားကြီးနောက်တစ်ဆင့်ကိုတက်နေပြီဗျာနော်တက်နေပြီးတော့ကျွန်တော်တို့နေဘယ်လိုပြောရမလဲအချိန်ကြီးက ဒီအဝါမှာကောဘယ်လိုပြောမလို့ဒီအဝါကက်ကလည်းပေါ့နော်သူရပြီဆိုတာနဲ့အရေးကြီးတဲ့နောက်အကျုံလွဲမယ်ဆိုတာသိနေတဲ့နေသူတွားလုပ်လိုက်တာအခုဒီမဲ့အဝါကက်ကြောင့်လွဲရောနော်တော်တော်လေးတိုင်ပတ်ပါတယ်ဆိုတော့အဲ့ဒီအဝါကက်ကြောင့် Thomas Party ကကျွန်တော်လွဲမယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒါသူလွဲမယ်ဆိုတော့သူ့နေရာမှာအမှန်ကန်ကစားနိုင်မှာဆိုလို့ Declan Rice ပဲရှိတော့တာ Jorginho တော့ number 6 6 6ရှိတာပေါ့လေဒါပေမဲ့လို့ Jorginho ကိုထည့်ပါမလားပေါ့နော် Jorginho ကိုမထည့်ဘဲနဲ့ကျွန်တော်ဒါ Declan Rice ပြီးလို့ရှိရင် Thomas Partey မပါဘူးဆိုတော့ Declan Rice ရယ် Merino ရယ် Udike ရယ်ဆိုပြီးတော့ဖြစ်လာနိုင်တယ်ဒါဖြစ်နိုင်ခြင်းအများဆုံးကွင်းလေပဲ Rice ကတော့ number 8 row မှာတကယ်ကောင်းကောင်း performance ပြနေတာပြီးခဲ့တဲ့ Champions League နှစ်ကြိုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း number 8 row မှာတကယ်ကောင်းနေတာဘာလို့လဲဆိုတော့6မှာ Thomas Partey ရှိတာကိုတကယ်လို့ဒီဘယ်လိုပြောမလဲဒီဟွာကို Rice ကို number 6ကိုပြန်ထားလိုက်မယ်ဆိုလို့ရှိရင် အာဆင်နယ်အနေနဲ့ rise performance အပြည့်ရပါအောင်မလားပေါ့ပြည်ထနာကလည်း6မှာသူ့ကိုနောက်ဆုတ်ပြီးတော့ကစားခိုင်းရင်ခိုင်းမဟုတ်လို့ရှိရင်ဂျိုကြီးပဲရှိတာဆိုတော့ဂျိုကြီးကိုတော့ထည့်ပါမလားဒီလိုပွဲမျိုးမှာဒါကလည်းကျွန်တော်ရှိသေးတာဆိုတော့ Adidas တော့ပေါ့နော်ဖြစ်နိုင်ကြီးကတော့ဒါ Declan Rice ကနေပြီးတော့ performance နည်းနည်းကြာရင်ကြာပါသေး Rice နဲ့ Merino နဲ့ Udike နဲ့အတွေ့ကိုပဲ သုံးမယ်ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ဖြစ်သွားနိုင်နေပေါ့နော်ဆိုတော့ဒါကလည်းရှိအာဆင်နယ်ရဲ့ကွင်းလယ်အခြေအနေပေါ့ဗျာဆိုတော့ဘန်ဝိုက်တို့ပါတို့ကတော့ဒါဒူးတန်ရာတွေပါရထားတယ်ဆိုတဲ့အခါကျတော့ဒီနေ့ပွဲစဉ်မှာပါဖို့တွေ့ရပေါ့နော်အဲ100%ညီမတေချာသေးဘူးဆိုပြီးတော့ကျွန်တော်သိရတယ်အာဒီဒါကတော့ Color Fury လုံးဝလွဲချော်မှာဖြစ်တယ်ဆိုပြီးတော့သူပြောသွားရတယ်ဆိုတော့ဂျေဆူးတို့တိုမီယာဆူးတို့ကိုင်ဟာဘတ်စ်တို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ခံကစားမှာဖြစ်တဲ့ Gabriel တို့ထပ်ပြီးတော့လွဲကြအောင်မယ်ပေါ့ဗျာဆိုတော့တစ်ဖက်က Enrique ရဲ့အသင်းကတော့လူစရင်းအပြည့်အစုံနဲ့ကို ဒီပွဲကိုကစားနိုင်မှာပါနော်ဆိုတော့ဟိုတောင်မန်မှာနော်ဒူဝေးတို့ဘရက်ဒလီဘာကူလာတို့ဗောနော်ဘသူကပို့ပြီးတော့နေရာရလာမလဲအဲ့ဒီနှစ်ယောက်ကိုကျွန်တော်ကြည့်ရမယ်ဘာလို့လဲဆိုတော့တိုက်စစ်ကခဗာရာနဲ့ဥစမန်ဒမ်မီလီကပုံမှန်နေရာရတဲ့ကစားမားတွေဆိုတော့နော်ဘရက်ဒလီဘာကူလာနဲ့ဒူဝေးဘသူကိုနေရာပေးလာမလဲကျွန်တော်ကြည့်ရမှာဆိုတော့ဒါ PSG ဘက်ကတော့ injury ပြဿနာနဲ့ပတ်သက်လို့ရှင်ဘာမှမရှိရုံ PSG ဒီနေ့ကဒီ PSG ကစားခဲ့တဲ့ပွဲမှာဆိုလို့ရှင်လည်းပဲလူစင်သူတို့ကဖလားလဲပြည်တွင်းမှာရသွားပြီဆိုတဲ့အခါကျတော့ လူစင်းနေပါတယ်အများကြီးကိုခြံထားခဲ့တာเนาะလက်ရှိအင်္ဂလန်ကလာကစားမဲ့ပွဲအတွက်ပေါ့ဗျာဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ပွဲထွက်လူစင်းမှာဒါ PSG ဘက်ကတော့အများကြီးဆိုသလိုဒါအချင်းကြီးကောင်းနေတယ်ပေါ့နော်ဆိုတော့ဖြစ်နိုင်ချေရပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်ကြည့်ရရင် Arsenal ဘက်က David Raya ကျွန်တော်ရှိမယ်နောက်တန်းလျောက်နေရာမှာဆိုလို့ရှိရင်တော့ဒါ Julian Timber Saliba Kivio နဲ့ Luis Scaly တို့ကစားမှတွေကျွန်တော်ရှိမယ်ကွင်းထဲမှာ Rice ရ Udike ရ Merino ရဖြစ်နိုင်ချေအများဆုံး တိုက်စစ်ကတော့ဆာကာနဲ့မာတီနယ်လီတည်ကြပြီးတော့ဒီပုံစံတိုင်းသူထရော့ဆာကနံပါတ်9မှာကစားရမယ့်အခြေအနေမျိုးပေါ့နော်။ PSG ရဲ့ဘက်ကတော့ဒနရူးမှကျွန်တော်တို့ရှိမယ်။နောက်တန်းမှာတော့ဟာကီမီ၊မာကွင်းဟုတ်၊ပါချိုနဲ့မန်ဒက်စ်တို့လိုကစားမတွေကျွန်တော်တို့ရှိတယ်။ဖာဗီယန်ရူ ਇਸ ပီတင်ညာနဲ့ဂျောင်နီဘက်စ်ကတော့ကွင်းလင်အတွေ့ပြပွဲထွက်လာလို့ရှိပြီးတော့တိုက်စစ်ကခဗာရာတမ်ဘီလီနဲ့အဲပုံမှန်ပွဲထွက်ခွင့်ရတဲ့ကျွန်တော်တို့ဒါဒီဘာကိုလာလို့ပဲကျွန်တော်ပြောရမှာပေါ့ဒူဝေးက ဒါဒုတိယဒုတိယပိုင်းတို့ဘာလို့မှာပဲအမြဲတမ်းပါခွင့်ရတာဗျာဆိုတော့ဒါကဖြစ်နိုင်ကြီးပွဲထွက်လူစင်းပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဟိုကျွန်တော်ကတော့အင်ရှင်ဖြစ်တဲ့ပေါ့နော်ဒီအာဆင်နယ်ကိုပို့ပြီးတော့ဒီအိမ်ဝင်းမှာတော့ရလက်ကောင်းနိုင်မယ်လို့ကျွန်တော်ထင်နေတယ်တခြားကြောင့်မဟုတ်ဘူးဗျာကျွန်တော်တို့လက်ရှိအာဆင်နယ်ကချန်ပီယံစ်လိပွဲစဉ်ဒီမှာနံပါတ်1ကစားမားတွေရဲ့ဒီဘယ်လိုပြောမလဲယုံကြည်မှုအားကအမြင့်ဆုံးကိုကျွန်တော်ရောက်နေပြီသူတို့အနေနဲ့လည်းပရီးမီးယားလိကအိုကေငါတို့တော့ပရီးမီးယားလိကိုဘာမှအာရုံစိုက်စရာမရှိတော့ဘူး နော် Champions League ဝင်ဝင်နေရာနော်2 to 5ကိုဝင်ပြီးပြီ2 to 5ကလည်းလက်ရှိမှာသူတို့ကအမှတ်တွေပါနေဂျာဘိုအဆင့်3ကအသင်းနဲ့လေအတိုင်းတာတစ်ခုကြီးကွာနေသေးရေဆိုတော့ Arsenal အတွက်ကအဲ့ဒီကန်တာကခေါင်းအေးလို့ရပြီဆိုတော့တခုရှိတာကလက်ရှိ PSG နဲ့ကစားမဲ့ Champions League ပွဲမှာတော့ Arsenal ဘက်ကဒီဘယ်လိုပြောမလဲအတက်နိုင်ဆုံးဆိုလို့သူတို့အားထည့်ပြီးတော့ကစားလာမှာသူသဖြင့်တော့အိမ်ကွင်းပထမအကြော်မှာပေါ့နော်ဘာလို့လဲဆိုတော့ပြင်ပြည့်ကြီးကွင်းမှာဘာဖြစ်မှန်းမသိတဲ့အချိန်အိမ်ကွင်းမှာတော့ ဟိုနိုင်ပွဲရအောင်သူတို့ချလာမှာပဲပြီးလို့ရှိရင် Real Madrid လို့အသင်းမျိုးကိုပေါ့နော်လူတကာကျွန်တော်အနေနဲ့ Arsenal ဘက်ကနေပြီးတော့ Arsenal ပြည်သက်တချို့လောက်ကလွှဲရင်ဘရော့မှယုံကြည်မထားတဲ့အခြေအနေမျိုးမှာအိမ်ဝင်မှာ3-0တို့နော်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ Away ဝင်မှာ1-2တို့ဆိုတဲ့ပုံစံမျိုးဒီနဲ့တက်တာလာဆိုတော့ Arsenal ရဲ့ကစားမားတွေရဲ့ယုံကြည်မှုနှုံးကပေါ့နော်လုံးဝအလုံးစုံအခြေအနေကိုကျွန်တော်ရောက်နေပြီနော်အရန်ကိုယုံကြည်ချားထားတဲ့အခြေအနေမျိုးမှာ PSG လို့အသင်းမျိုးကိုသူတို့ရှင်ပြိုင်ကစားမယ်နောက်တစ်ခုက PSG ဆိုတာက DRC Champions League မှာသူတို့အနိုင်ယူထားတဲ့အသင်းတော့ DRC Champions League မှာသူတို့ဒီအုပ်စု၈ပွဲမှာကျွန်တော်အနေနဲ့ PSG ကိုတူးစီးနေကိုသူတို့နိုင်ထားတာဆိုတော့အဲ့ဒီတော့ကတော့ PSG ဟာသူတို့ရဲ့အကောင်းဆုံးအခြေအနေမှာရှိမနေဘူးပေါ့လေဒါပေမဲ့လို့အဲ့ဒီအချိန်မှာ Arsenal နိုင်တော့ကဆိုရင်သူတို့အိမ်ဝင်မှာပဲဆိုတော့ဒီနေရာမှာ Arsenal ကဘာကြောင့် PSG ထက်ပေါ့နော်အူအာတာနိုင်တယ်လေဆိုရင်တစ်ချက်ကဗျာကျွန်တော်အမြင်ပေါ့ကျွန်တော်ပထမအဲ့ဒီတုန်းကတူးစီးနဲ့နိုင်တုန်းကလေးကတွေ့ခဲ့တဲ့အချက်ကဘာလဲဆိုတော့ PSG ရဲ့အဓိကအာသာချက်က ကျွန်တော်အနေနဲ့ခန်းစည်းကိုကျွန်တော်ကြည့်ရင်နောက်တန်းကအင်မတန်မြန်တဲ့ကစားမားတွေရှိတယ်။မြန်တဲ့ကစားမားတွေရှိတော့ဘာလုပ်လဲဆိုတော့သူတို့အနေနဲ့ high defensive line နေကစားပြီးတော့ပြန်ဘက်ကို push လုပ်နိုင်တယ်။မြန်တော့ recover ပြန်ပြီးတော့လုံနိုင်ကြတယ်ကိုပြီးရင် PSG ကွင်းလည်းကဘောလုံးကန်ရတာတအားကြိုက်ရယ်ဘောလုံးကန်တာနဲ့တအားကောင်းတယ်။တိုက်စစ်ကလည်းပဲမြန်တဲ့ dribbling တွေကောင်းတယ်ကန်ကြက်ဒီကောင်းတယ်ဒါမျိုးတွေသွားကြတာဒီနေရာမှာကွင်းလေကအဓိကပဲ။အဲတော့ဗီတင်ညာတို့ဂျောင်နီဘက်စ်တို့ရဲ့ကွင်းလေကအဓိကဖာဗီယန်ရူဝစ်တို့ကွင်းလေကအဓိက ပြဿနာကအဲ့ဒီကွင်းလေကပြိုင်ပွဲအတင်းထက်ဘယ်လိုပြောမလို့ position အများကြီးတာစီအောင်ကစားနေတဲ့အနေအထားမျိုးမှာအာဆင်နယ်ကွင်းလေကစကားစကားပြောတာပါပဲအာဆင်နယ်ကွင်းလေမှာချက်နဲ့ချက်ချင်းနံပါတ်1ပြိုင်ပွဲကိုလေသူတို့ကဘောလုံးပိုင်ဆိုင်မှုအတာစီနဲ့ကစားနိုင်ဆိုရင်ရှိတယ်နံပါတ်2 physical ဘိုင်းပို့ပြီးတော့ကောင်းတယ်အဲ့ဒီ physical ဘိုင်းကအများကြီးစကားပြောတယ် PSG ကွင်းလေကိုကျွန်တော်ကြည့်ကြည့်ရင်ဂျောင်းနီးပဲရှိမယ် Fabian Ruiz ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ကအဲ Vitinha ရှိမယ် အဲ့ဒီတွေကအဓိကကစားမ၂ယောက်ဖြစ်တဲ့ဗီတင်ညာနဲ့ဂျောင်နီဘက်စ်တို့ကဟို press resistant ကောင်းကောင်းကောင်းလိမ့်မယ်ဒါပေမဲ့ physical ပိုင်းကျတော့တအားစကားပြောသွားပြီနော် one on one duelist တို့ဒါအာဆင်နယ်ကိုရှင်နိုင်ပါမလားအမြင်ဘောတွေတို့ရှင်နိုင်ပါမလားသိတယ်မလားဒါတွေကဟိုစကားပြောလာပြီပေါ့နော်ဒါကြောင့်အာဆင်နယ်ဘက်မှာကျတော့ Declan Rice တို့ Merino တို့ Odegaard တို့ Odegaard ဆိုလို့ရှိရင် press resistant တအားဖြစ်တဲ့ကစားမနော် Merino ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ recognize လို့ရှိရင်လည်းဒီတိုင်းပဲ plus သူကပို့ပြီးတော့ physical ဘိုင်းလည်းအများကြီးပို့ပြီးတော့ကောင်းတယ်သူတို့သုံးအောင်စလုံးက physical ဘိုင်းပို့ပြီးတော့ PSG ကိုင်းလက်ထက်အများကြီးပို့ကောင်းတယ်ဒါကြောင့်ပဲပထမအကြုံမှာတော့က Arsenal ဒူးဒီနဲ့နိုင်ခဲ့တာ PSG ကိုဆိုတော့အဲ့ဒီဟာကလည်းစကားအများကြီးပြောလာမှာပေါ့နော်ဆိုတော့အခုတော့ PSG ကအဲ့ဒီတုန်းကထက်ပို့ကောင်းတဲ့ PSG ဖြစ်လာတယ်လို့ Arsenal ကလည်းအဲ့ဒီတုန်းကထက်အားနေတဲ့ Arsenal ဖြစ်လာပြီဘာလို့လဲဆိုတော့အဲ့ဒီတုန်းက Arsenal ကလူစုံတက်ဆုံပဲအခုလက်ရှိကကျတော့ injury ပြဿနာတွေအမျိုးမျိုးနဲ့ပေါ့နော်ဆိုတော့ဒါကြောင့် ်ပီအက်ဂျီအတွက်ကတော့ကျွန်တော်တို့ဒီဒုတိယအကြိုကဒီသူတို့အတွက်အမှန်ကန်အများကြီးပြင်ဆင်လာမယ်ပွဲအာဆင်နယ်ကတော့ယုံကြည်မှုအပြည့်နဲ့အိမ်ဝင်းမှာပီအက်ဂျီကိုဒုက္ခပေးဖို့ကြိုးပမ်းမယ်ပွဲမျိုးပဲဆိုတော့နှစ်သင်းစလုံးရဲ့နောက်ဆုံးဖော်မဏီကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်ရဲ့နောက်ဆုံးချန်ပီယံစ်လိ6ပွဲမှာ9ပွဲထိနိုင်ထားတယ်တပွဲတည်းကြီးကျထားပါတယ်ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာပရီးမီးယားလိဂ်တို့ဘာလို့အပါဝင်ကျတော့3ပွဲနိုင်3ပွဲတည်းကြီးကျထားပါတယ် PSG ရဲ့ဘက်ကတော့ဗောနော်နောက်ဆုံးကျွန်တော်အနေနဲ့6ပွဲမှာသူတို့တွေ4ပွဲနိုင်ထားတယ်2ပွဲရှုံးထားတယ်ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာတော့3ပွဲနိုင်2ပွဲတည်2ပွဲရှုံးထားတယ်ရှုံးထားတာကတော့ဒါ Aston Villa ကိုရှုံးခဲ့တဲ့ပွဲပေါ့ဗျာဆိုတော့ဟို Arsenal သတိထားမှလည်းရှိပါတယ်ဘာလို့လဲဆိုတော့ Arsenal အနေနဲ့ဘာလို့သတိထားသင့်လဲဆိုတော့ PSG မှာလက်ရှိဒီနီယာကိုရောက်လာတဲ့အချိန်မှာအင်္ဂလန်အသင်းတွေကိုအများကြီးဖြုတ်လာတာเนาะခုနကပြောတဲ့ဒီ ရှစ်ပွဲပေါ့နော်ကျွန်တော်အုပ်စုပွဲတော့တော်ဒီမှာဆိုလို့ရှင်လည်းပဲမန်ချက်စတာစီးတီးလိုအသင်းမျိုးကိုသူတို့တွေကစားခဲ့ရတယ်အနိုင်ရခဲ့တယ်အက်စတိုမီလာကိုနော်သူတို့တွေနဲ့ကစားခဲ့ရတယ်ကြော်ခဲ့တယ်နောက်တစ်ဆင့်ကိုလီဗာပူးတင်းကိုကစားခဲ့ရတယ်နောက်တစ်ဆင့်ကိုကြော်ခဲ့တယ်အာဆင်နယ်နဲ့ကစားခဲ့ရတယ်သူတို့ရှုံနေခဲ့တယ်အခုအာဆင်နယ်နဲ့ထပ်ပြီးတော့တွေ့ပြီ PSG ဘာလုံးနိုင်မလဲပေါ့ PSG တို့ကအိမ်ဝင်အဝေးဝင်မှာဒီဘယ်လိုမှမလဲအာဆင်နယ်ဝင်မှာကစားတဲ့ပွဲမှာအနေဆုံးတရေရနိုင်နေဆိုလို့ရှင်ကိုပဲမဆိုးဘူးလို့ကျွန်တော်ပြောရမယ်ဒါပေမဲ့လို့နောက်တစ်ဆင့်ကိုတက်ချင်နေဆိုလို့ရှင်တော့နိုင်မှကိုရမှာ ာလို့လဲဆိုတော့အာဇနယ်ဒီရီယယ်မက်ထရစ်လိုအသင်းမျိုးကိုဗာနေဗျူးကွင်းမှာတော့မှသူတို့1 2နဲ့အနိုင်ရအောင်လို့သူတို့လုတ်ပြထားတာဆိုတော့ PSG ကွင်းမှာလည်းအာဇနယ်လုံးမပြနိုင်ဘူးလို့ပြောလို့မရဘူးတေချာတာတကူကတော့ PSG တွေနောက်တစ်ဆင့်တက်ချင်တယ်ဆိုလို့ရှိရင်တရည်ထက်ပေါ့နော်နိုင်အောင်ဆွမ်းဆောင်မှရမှာဖြစ်တယ်လို့အာဇနယ်ဘက်ကလည်းနိုင်အောင်လုံးနိုင်မှကျွန်တော်ရမှာဒီလိုအခြေအနေမျိုးတွေကပိုလို့တောင်စကားပြောသေးတယ် twin goal အနှုံးနဲ့ပတ်သက်လို့ကပထမအကြိုဒီမှာဂိုးများများ twin ထားနိုင်လीပွဲရပြီးတဲ့လောက်ဖြစ်လीပဲဒါကြောင့်လည်း Real Madrid ဘာမှဒုတိယအကြိုပြန်ပြန်မလုပ်နိုင်ခဲ့တာပဲ နောက်တစ်ခုနောက်တစ်ခု PSG တတိထားမှာကကျတို့ဒိုနာရူမာကတကယ်အရေးကြီးတဲ့ပွဲဆိုအဲ့ကောင်အမြဲတမ်းအမှားလုပ်တယ်။သိလားဒိုနာရူမာကနော်အရေးကြီးတဲ့ပွဲတွေဆိုအမှားတွေကျွန်တော်လုပ်တယ်ကြောင်နေဖြစ်တယ်။ပြီးရင်အာဆင်နယ်ဘက်ကအမြင်ပေါ်တွေပါတယ်ပေါ့နော်ဆက်ပီးစ်တီကအရင်စကားပြောတာအခု Real Madrid ကိုပေါ့ကျွန်တော်နောက်ဟိုနိုင်သွားတဲ့ပွဲတွေမှာဆိုလို့ရှိရင် Declan Rice ရဲ့ဆက်ပီးစ်နှစ်ခုနဲ့ကျွန်တော်ဒါအများကြီးအားသာချက်ကြီးဖြစ်သွားပြီးတော့ Real Madrid ရဲ့ mentality ဘိုင်းကိုသူတို့ပိတ်ချပလိုက်နိုင်ခဲ့တာ။နော်ဆိုတော့ဒါကြောင့် Arsenal ဟာ counter attack လည်းကောင်းတဲ့အသင်းဖြစ်တယ်။ position game ကစားတာလည်းကောင်းတဲ့အသင်းဖြစ်တယ်။ကျွန်တော်တို့ JS ပိုင်းနေမှာလည်းကျွန်တော်တို့ကောင်းပြီးတော့ physical ပိုင်းနေမှာလည်းအားသာတဲ့အသင်းဖြစ်တယ်ပြည့်ကျင်နေရှိရင်။ဒါအပြင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ set piece ပိုင်းနေမှာလည်းအများကြီးပူကောင်းတဲ့အသင်းဆိုတော့ PSG ရဲ့ဘက်ကတော့ assistant ပူပြီးတော့ကောင်းတယ်တော့ပြလို့ရှိရင်ပထမအကြော့မှာခံပြီးသွားပြီဆိုလို့ရှိရင်နီပြအန်နရီဂေကဒုတိယအကြော့မှာပြန်အပြေရှာနေတဲ့နီပြမျိုးပြလို့ရှိရင်ကျွန်တော်လက်ရှိ PSG ကစားမတွေမှာတမ်ဘီလီဟာတအားကောင်းနေတာတမ်ဘီလီယာတရားဒီ44ပွဲမှာ44ဂိုးလာမသိဘူးဓာတ်ရိုက်ပါဝင်ပတ်သက်ထားတာ နော်ကိုရိုင်း30ကျော်တွင်းပြီးတော့ဖန်တီမှု၁၂ကျင်းနဲ့သူလုတ်ပြထားတာဥစမန်ဒမီတအားကောင်းနေပါတယ်နော်ဘာကူလာတို့နော်ကျွန်တော်တော်တော်ဟုတ်နေပါတယ်ဒူဝေးတို့တော်တော်ဟုတ်နေပြီးတော့ခပါတာတို့တအားကိုလုတ်ပြနေတယ်ပေါ့နော်ဆိုတော့အာဆင်နယ်အတွက်တော့မလွယ်ကူသလို PSG အတွက်လည်းမျောလင်းချက်အမေရိကန်မှာအများကြီးမရှိဘူးကျွန်တော်ကတော့အင်ရှင်ဖြစ်တဲ့အာဆင်နယ်ကပထမအကြော့ကတော့မင်းနိုင်သွားအောင်မယ်လို့ထင်တာပဲဆိုတော့နိုင်မယ်ဆိုလို့ချင်းတော့ဂူပြအောင်သူတို့လုတ်မှာပဲ PSG ဒါကိုရှောင်နိုင်မလားကျွန်တော်ကြည့်ကြတာပေါ့နော်ဆိုတော့ညီကတို့အနေနဲ့ရောဒီပွဲက ဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်ထင်ကြပါလဲဆွေးနွေးကြပါအားလုံးကိုချစ်သူများဒီမှာလည်း